ျွန်တော်တို့ဘာလို့တွေ့ရလဲဆိုတော့ tower style ပေါ့နော်ဒါဒါလေးကတော့ tower style ပေါ့နော်ကွာဒီလိုအရွက်တွေချထားရင်လေကြည့်ရတာလှမယိုးဘူးကွာဘလို့ပဲကြည့်ကြည့်လှဟောပြီးတော့ဒီလိုအရွက်ကလေးတွေထွက်လာတဲ့အခါကျရင်လေရမ်းလှတယ် ကျွန်တော်တို့ဒီနေ့ရှင်းပြမယ့်အကြောင်းလေးပေါ့နော်ခဏရနင်းစီချစ်တဲ့သူတွေအတွက်အခဏရနင်းစီဝါသနာရှင်တွေပေါ့ဝါသနာရှင်တွေအတွက်ရှင်းပြမယ့်အကြောင်းလေးကတော့ style အကြောင်းလေးပေါ့နော်အာဒီကျွန်တော်တို့ Adenian bonsai မှာသူက style လေးတွေအမျိုးမျိုးလောက်ကြတယ်ပေါ့နော်ဟိုအဲ့လိုမသွားခင်မှာကျွန်တော်ကရှင်းပြချင်တာကတော့ဒီခဏရနင်းစီဒီ Adenian လို့ခေါ်တဲ့ခဏရနင်းစီမှာကျွန်တော်တို့ကမျိုးက mainly ပေါ့နော်အဓိကအားဖြစ်ပေါ့နှမျိုးလာတယ်ပေါ့နော်အဲ့ဒီနှမျိုးကဘာလဲဆိုတော့ကျွန်တော်တို့ Soko နဲ့ Ara ပေါ့နော် အဆိုကိုဘက်မှာဆိုရင်ကျွန်တော်တို့ဒီဝမ်ဆောင်မုန်းတို့ခြာရာဘက်တို့เนาะဒီလိုမျိုးစိတ်တွေရှိမယ်ဒီလိုမျိုးစိတ်တွေကိုရှင်းပြမယ်ဆိုတော့အများကြီးပဲသူကเนาะဒီဘက်မှာအာရာဘက်မှာဆိုလဲ fresh meat တို့เนาะကျွန်တော်တို့ဒီခေါ်ကြီးပိုင်းနေအဲ့လိုပိုင်းနေနှစ်မျိုးခွဲပြီးတော့ mainly သွားလို့ရတယ်အဲတိုးတော်လဲတကယ်တကယ်ကျွန်တော်တို့ဒီဂဏန်းနီးစီလောကထဲဝင်လာတဲ့အချိန်မှာ အဓိကဘာလဲဆိုတော့ style လေးတွေပေါ့သူစမ်းစမ်းလေးတွေလှုပ်လာကြတာပေါ့နော်ဒါကိုလည်းသူတို့ကဘွန်ဆိုင်လို့လည်းခေါ်ကြတယ်ဟိုဆိုတော့ဟိုထူးထူးခြားခြားလေးတွေအနေနဲ့ကတော့ကျွန်တော်လှုပ်တဲ့ဒီတက်တန်းတစ်ချောင်းပါပေါ့နော်ကျွန်တော်တို့ဘာကိုတွေ့ရလဲဆိုတော့ tower style ပေါ့နော်ဒါဒါလေးကတော့ tower style ပါနော်အာအမီကတော့ဒါ KAZ ပေါ့နော် KAZ tower style လေးဖြစ်တယ်ဟော tower style မှာဆိုရင်သူ့ရဲ့ထူးခြားမှုကဘာလဲဆိုတော့ဒီပင်စီပေါ့ဒီပင်စီကအာသူကဒီ ီလောက်ကပဲဒီဒီဒီလောက်ကနေအပေါ်ပိုင်းလောက်ပဲသူ့ရဲ့ဒီပင်စီပါတာပေါ့နော်ဆိုတော့ဒီအောက်ကနေပြီးတော့ဒီအပေါ်ထိလောက်ကကျွန်တော်တို့ကဒီသူ့ရဲ့အော်ကျွန်တော်ရေတောက်မြစ်ပေါ့ရေတောက်မြစ်ကိုကျွန်တော်တို့ကဟိုကြီးအောင်မွေးရတယ်ကြီးအောင်မွေးပြီးတော့မသူ့ကိုမြင့်မြင့်ပြီးတော့မြင့်တင်ပြီးတော့ကျွန်တော်တို့ကပင်စီဖြစ်အောင်လုပ်ရအဲဒါသာသူ့ရဲ့သူ့ရဲ့ဟိုထူးခြားတဲ့အချက်လေးပေါ့နော် အဲ့လိုကျွန်တော်တို့ဒီလိုအပင်ကမြင့်လာတဲ့တာဝါပုံစံလေးဖြစ်လာပြီဆိုမှကျွန်တော်တို့ကအပင်ရင့်သွားပြီးလုံးပတ်လေးလည်းလှသွားပြီဆိုမှကျွန်တော်တို့ကဘာလို့ရလဲဆိုတော့ကျွန်တော်တို့ကဒီကသူ့ရဲ့ဥကိုဖျက်ရတာပေါ့နော်ဖျက်ပြီးတော့မှကျွန်တော်တို့ကဒီ radial အမြင့်ပုံစံပေါ့နော်ဘေးကနေပြီးတော့အမြင့်လေးတွေပွားနေတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ကဒီ tower style ကိုလောက်တာဖြစ်တယ်ပေါ့နော်ဒါကတော့ tower style ကတော့ဟိုကျွန်တော်တို့ခန္ဓာရနှင်းစီမှာတော့ထူးထူးခြားခြားလေးနဲ့လှနေတယ်နောက်ပြီးတော့သူကလူလဲစိတ်ဝင်စားမှုရှိတယ် အခက်ခဲရတော့ဗာလဲဆိုတော့သူ့ကိုအချိန်ကြာကြီးကျွန်တော်တို့လောက်ကသူကအရန်ဟိုမြ мян ဆန်ဆန်နဲ့ရသွားတဲ့ဟိုအပင်ထဲမှာမပါဘူးပေါ့နော်အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့ဒီအမြစ်ကိုကျွန်တော်ပင်စီဖြစ်အောင်လောက်ရနော်ဒါကြောင့်မလို့ကျွန်တော်တို့တချို့အပင်အရှေတွေကိုတာဝါလို့မခေါ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့အဓိကခေါ်တဲ့အကြောင်းရင်းကရေတောက် မြစ်ကိုပင်စီလောက်ပြီးတော့မှကျွန်တော်တို့ကမြင့်အောင်လောက်ပြီးတော့မှ အမြင့်ဖြတ်တယ်အမြင့်မဖြတ်ခြင်းလည်းရတယ်ဥမဖြတ်ခြင်းလည်းရတယ်အမြင့်မမွေးခြင်းလည်းရတယ်ဒါပေမဲ့အမြင့်မွေးရင်ပိုလှတာနော်ဆိုတော့ဒီဘေးကဘေးပပက်လည်းမှာအမြင့်လေးနဲ့ဆိုတော့အပင်ကလည်းမြင့်မြင့်လေးဆိုတော့တကယ်တာဝါပုံစံလေးပေါ့နော်ဟောသူကတစ်မျိုးလှတယ်ပေါ့ဒုတိယအနေနဲ့ကျွန်တော်ရှင်းပြချင်တာကတော့နောက်တဲ့ style တစ်မျိုးပေါ့နော်ဒုတိယ style မှာဆိုရင်ကျွန်တော်တို့ဒီ bonsai style ပေါ့ ဘွန်ဆိုင်စတိုင်ဆိုတော့ကျွန်တော်တို့ကဒီအိုးပြားလေးနဲ့လဲထည့်လို့ရတယ်အိုးတော့အရန်ကြီးဟိုပြပြလေးလုပ်မယ်ဆိုရင်တော့သူကအဟာရတော့ပို့ဖို့လိုတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီအမြစ်မွေးတာပေါ့ပတ်ချလဲမှာကျွန်တော်တို့ကအမြစ်တွေမွေးမယ်အမြစ်တွေမွေးပြီးတဲ့ခါကျရင်ဒီဒီမှာဆိုရင်ကျွန်တော်တို့အရွက်လေးတွေပါတယ်နော်ဒါဆိုရင်ဒီမှာလဲသူကပတ်ချလဲမှာရေဒီယံအမြစ်လေးတွေမွေးထားတယ်ဒီမှာလဲမွေးထားဆိုတော့အကျွန်တော်ကဒီဥစ္စာကိုဘာကြောင့်ကြက်ရလဲပေါ့ဒီကဏ္ဍကနီးစီအေဒီနီယံဘွန်ဆိုင်ကိုဘာကြောင့်ကြက်ရလဲဆိုရင်အဓိက तू က၃မျိုးလှတယ် အသုံးမျိုးလှတယ်ဆိုတော့ဘလို့လှလဲဆိုတော့ तू ကဒီလိုအရွက်တွေချထားရင်လေကြည့်ရတာလှမယိုးဘူးပေါ့နော်ဘလို့ပဲကြည့်ကြည့်လှ။ဟောပြီးတော့ဒီလိုအရွက်ကလေးတွေထွက်လာတဲ့ခါကျရင်လေရမ်းလှတယ်ဆိုတော့ဟိုမပြင်းသွားဘူးလူဆွဲဆောင်မှုကတမျိုးပြီးတမျိုးပေးနေတယ်ပေါ့နော်။ Okay နောက်ပြီးဘာဖြစ်လာနိုင်လဲဆိုတော့ပန်းမွင့်ငင်ရောက်လို့ပန်းတွေပွင့်ပြီဆိုလေပိုလှသွားတယ်ဆိုတော့ तू ကသုံးမျိုးလှဆိုတော့အားကြောင့်မို့ကျွန်တော်တို့တကယ်ဟိုစိုက်နှစ်သက်စီတဲ့အချက်ထဲမှာလည်းပါတာပေါ့နော်ဆိုတော့အမြင်လေးတွေကြည်ပြီးတော့လှနေတယ်တချို့ ထပ်ပွင့်နေဆိုရင်ကျွန်တော်ငိုပြောတဲ့အတိုင်းပဲအပွင့်ကျွေးသွားရင်အပင်ကခံစားလို့မကောင်းဘူးဒါပေမဲ့ဒီကောင်ကြတော့အရွက်ညှက်ထားလဲလှတယ်အရွက်ရှိလဲလှတယ်ဆိုတော့ဒါလေးကကျွန်တော်တို့ဒီခန္ဓာနှင်းစီဝါသနာရှင်တွေကိုဆွဲဆောင်မှုဖြစ်စီတာပေါ့နော်ဆိုတော့နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ပြောချင်တာကတော့အာဒါလေးကတော့ rocket style ပေါ့နော် rocket ဆိုတော့ကျွန်တော်တို့ကတော့ဒုံးကြီးဒုံးပြန်ပေါ့နော်ဆိုတော့မြန်မာလိုပြန်ပြီးတော့ပြောကြတယ်ပေါ့နော်သူရဲ့ပုံစံလေးရဲ့ထူးခြားမှုကဘာလဲဆိုတော့ဒီအပင်ကကြတော့လှုပ်ယူထားတာမဟုတ်ဘူးဘာမှလည်းပြုပြင်ထားတာမဟုတ်ဘူးပေါ့နော် သူ့ကိုမျိုးဆက်လိုက်တဲ့အချိန်မှာမျိုးတွေတစ်ခုပြီးတစ်ခုလိုက်ဆက်လိုက်တဲ့အချိန်မှာ तू ကအောက်ကနေပင်စီကတုတ်ပြီးတော့အပေါ်ကိုရှူးသွားတာရှူးသွားတဲ့အချိန်မှာ तू ကတကယ်ဒုံးကြီးပုံစံလေးဖြစ်သွားတော့သူ့ရဲ့ style လေးကထူးခြားတယ်ပေါ့နော်ဆိုတော့ဒီ collector collector တွေပေါ့နော်ဒီ Adenian ကိုမျိုးစိတ်တင်းနဲ့ style တွေမှာစုဆောင်းတဲ့လူတွေမှာဆိုရင်ကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုရင် tower style တွေကိုစုဆောင်းတဲ့လူရှိတယ်ဒီလိုဘွန်ဆိုင်တွေကိုမှ မျိုးစိတ်အများကြီးနဲ့စုဆောင်နေသူရှိတယ်အဲအဲ့လိုပဲ rocket style လေးတွေကမှကြိုက်တယ်ဆိုပြီးစုဆောင်နေသူလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ style styling အကြောင်းလေးမှကျွန်တော်ကဟိုဟိုချမ်းမြေအဖြစ်တော့ဒီလေးမျိုးပေါ့နော်လေးမျိုးကတော့ mainly ကတော့သုံးမျိုးပေါ့လေဒါပေမဲ့ကျွန်တော်တို့အရွက်ချထားတဲ့အချိန်အရွက်ထက်တဲ့အချိန်ပန်းမွင့်တဲ့အချိန်အသူ့ရဲ့ဟိုလှပမှုပေါ့ဆွဲဆောင်မှုကကျွန်တော်တို့အများအားလူတွေကိုခံစားမှုကိုပေးနေတာ အဲ့တော့ဒီဒီဒီမှာပဲအပေါ်တက်လာပြီပဲဖြစ်ဖြစ်ကို channel ဆင်းသွားတာပဲဖြစ်ဖြစ်ဒီအပင်လေးကိုကြည်နေရရင်ကိုစိတ်ချမ်းသာနေရေပေါ့နော်ဒါကတော့အဓိကအားသာချက်တွေပေါ့နော်ဆိုတော့ဒီနေ့ကတော့ဒီ styling ကြောင်းလေးကိုကျွန်တော်ရှင်းပြခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီ season လေးကိုအစာဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကနရနင်းစီပရိသတ်တွေပေါ့နော်ကနနင်းစီချစ်သူတွေအာအီဒီနီယန်ချစ်သူတွေပေါ့နော်ဆိုတော့ဒီဒီအပင်လေးရဲ့အားသာချက်ကတော့မလှတဲ့အချိန်ဆိုတာမရှိဘူးပေါ့နော်မလှတဲ့အချိန်ဆိုတာမရှိဘူးအရွက်ချထားလဲလှတယ် ရော်လေးနဲ့လည်းလှတယ်ပန်းပွင့်တဲ့အချိန်လည်းလှဒါကြောင့်မလို့ကျွန်တော်တို့ဒီအစီအစဉ်ကနေပြီးတော့ဒီအပင်လေးတွေကိုခုချိန်ကနေစပြီးတော့စိုက်ဖို့တိုက်တင်လိုက်ပါတယ်ဗျာကျွန်တော်တို့ဂန္ဓာယနေ့စီနဲ့ပတ်သက်တဲ့ဘူသူရတွေကိုအစီအစဉ်အများကြီးကျွန်တော်တို့ဘူသူရတွေအများကြီးမျှဝေပြီးမှဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ hobby channel မြန်မာကနေဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်ဗျာ